ဟုတ်ပါကျွန်တော်တို့နောက်ထပ်အုပ်စုပွဲစဉ်တစ်ခုကတော့အုပ်စု C ရဲ့အုပ်စုပွဲစဉ်တစ်ခုဖြစ်ပါတယ်ဒီပွဲစဉ်ကတော့9လပိုင်း18ရက်နေ့ညနေ4နာရီမှာ USC ကွင်းမှာရှင်ပြိုင်ကစားမယ် ISP အသင်းနဲ့ Hunter United အသင်းတို့ပွဲစဉ်ပဲဖြစ်ပါတယ်ဒီပွဲစဉ်ကိုကိုကိုမင်းကသုံးသပ်ပြပါအောင်ဗျဟုတ်ကဲ့ပါဒီပွဲစဉ်ကတော့ဒါမြန်မာ National League 1အသင်းချင်းချင်းထိတဲ့တွေ့ဆုံတဲ့ပွဲစဉ်ဖြစ်တဲ့လက်ရှိအမှတ်ပြစရာကိုကြည့်မယ်ဆိုလို့ရှိရင်လည်း Hunter United အသင်းကရမှတ်ငါးမှတ်ရထားပြီးတော့ကြတော့ အာဒီ ISP အသင်းကအရမ်း၄မှတ်ရထားတယ်အမှတ်ကမကွာဘူးနောက်တစ်ဆင့်တယောက်ခွင့်အတွက်လည်းနေတဲ့စလုံးကကိုစီအခွင့်အရေးတွေရှိနေသေးတယ်ဒါပေမဲ့တခုရှိတာက ISP အသင်းကတော့ဒီပွဲပြင်နောက်ထပ်တစ်ပွဲကစားဖို့ကြံနေသေးတယ်ဟန်တာဝီယူနိုက်တက်အသင်းကတော့ဒီပွဲစဉ်ကသူတို့လည်းနောက်ဆုံးပွဲစဉ်ဖြစ်တယ်နောက်ဆုံးပွဲအိတ်နဲ့လွယ်ဖို့လိုအပ်တယ် ဟုတ်ပါဘူးမမဟုတ်ဆိုလို့ရှိရင်သူ့အနေနဲ့တေးကြောက်လည်းမရဘူးအရှုံးရက်လည်းဆိုလို့ရှိရင်ပိုးပိုးလို့တော့ဝေးသေးရပေါ့နော် ISP ကိုကြည့်မယ်ဆိုလို့ရှိရင်တော့ ISP အသင်းကဒီရှင်းနှစ်ပွဲမှာဆိုလို့ရှိရင်အနေငယ်ဒီကစားပုံလေးတွေရော့ဒီရော့ရဲ့နဲ့ဖြစ်ပြီးတော့ကြတော့လိုချင်တဲ့ target ကိုတော့သွားနိုင်တဲ့နေရာတစ်ခုမရှိသေးဘူးလို့ကျွန်တော်အနေနဲ့ဒါအပြင်ကနေအမြင်တစ်ခုအနေနဲ့သုံးသပ်ချင်တယ်ဒီဟန်တာဝင်နေတဲ့အသင်းအနေနဲ့ဒီပွဲစဉ်ကသူတို့လည်းနောက်ဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့ရှင်းပွဲစဉ်တွေမှာဆိုလို့ရှိရင်သူ့အနေနဲ့တေးကြောက်လို့မရတော့ပြီးခဲ့တဲ့ရခိုင်ပြည်နယ်အသင်းရဲ့ပွဲစဉ်မှာဆိုလို့ရှိရင်သူ့အနေနဲ့ခက်ခက်ခဲခဲကစားခဲ့ရတယ်ရခိုင်ပြည်နယ်အသင်းကဒါတယောက်ယောက် အာနောက်ပိုင်းမှာထုတ်ခံရပြီမဲ့သူ့အနေနဲ့အသာစီးမယူနိုင်ခဲ့ဘူးပေါ့နော်ဒါပေမဲ့တိုက်စစ်ပိုင်းမှာဆိုလို့ရှိရင်တော့ဒီဟာတော်ပြင်းတဲ့တင်းကအောင်မြတ်သူမပါနိုင်တဲ့အနေအထားမှာစောစောထိုက်ကိုသွုံးနေတာလည်းတွေ့ရတယ်ပေါ့နော်အာပုံစံတော့ပုံစံကောင်းတစ်ခုပြန်ပြပြီးတော့ဆက်လက်ကောယူနိုင်မလားစောင့်ကြည့်ရမယ် ISP အသင်းအနေနဲ့လည်းဒီပွဲစဉ်ကိုရေးနိုင်မယ်ဆိုလို့ရှိရင်နောက်တစ်ဆင့်တက်ရောက်ခွင့်အတွက်မျိုးလင့်ချက်နေသွားနိုင်တယ်အပြန်အလှန်ကစားလာမှဖြစ်တဲ့အခါကျတော့ပို့ပြီးတော့ကြည့်လို့ကောင်းမှာပွဲစဉ်တစ်ပွဲလို့သုံးသပ်ချင်တယ်ဘုသောကြာနေနေရောဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဆွေးနွေးသုံးသပ်ပြပါဦးခင်ဗျဟုတ်ကဲ့ပါကျွန်တော်တို့ဒီနှစ် MNL League ရဲ့ စစ်ဝင်စားဖို့အကောင်းဆုံးအုပ်စုပွဲစဉ်လို့လည်းပြောလို့ရတယ်နော်ဒီ group C ကကျွန်တော်ဒီနှစ်အတွက်တော်တော်လေးကိုစစ်ဝင်စားဖို့ကောင်းတဲ့အုပ်စုပါ ဟိုအချိန်မရေးပါမဆိုပြတ်သွားနိုင်တယ်ဗောနော်အခုအနေထားအထိကျွန်တော်တို့ဟိုတချို့ကသုံးပွဲကစားပြီးတချို့ကနှစ်ပွဲကစားပြီးဘယ်အသင်းကအုပ်စုဘုံနဲ့သွားမလဲဘယ်အသင်းကအုပ်စုဒုတိယနဲ့သွားမလဲဆိုတာကျွန်တော်တို့ယတိပြပြောနိုင်တဲ့အနေထားမရှိသေးဘူးဗောနော်ကျွန်တော်တို့အုပ်စု A နဲ့ B နဲ့ရှင်လိုက်မယ်ဆိုရင်ဒီအုပ်စုကတော်တော်လေးကိုယတိပြပြောနိုင်တဲ့အနေထားမျိုးမရှိသေးဘူး ISB အနေနဲ့လည်းဒီဘက်မှာနိုင်လိုက်မယ်ဆိုရင်အုပ်စုတက်ဖို့အတွက်တော်တော်လေးကိုဟိုအချိန်လေးကောင်းပါမှာပေါ့နော်ဟန်တာရီကလည်းဒီကသူ့အတွက်ကအုပ်စုနောက်ဆုံးပွဲဖြစ်တယ်ပေါ့နော်ဒီပွဲမှာနိုင်ထားမှသူ့အနေနဲ့အုပ်စုတက်မယ် အဲ့အနိုင်ထားနိုင်ထားရင်တော့သူ့အနေနဲ့နည်းနည်းလေးဘယ်လိုပြောမလဲအုပ်စုဒုတိယဖြစ်ရင်လည်းဖြစ်သွားနိုင်တယ်ဘာလို့လဲဆိုတော့သူ့အောက်ကရခိုင်ယူနိုက်တက်တင်းကလေးမှတ်ရထားတယ်ရခိုင်ကတကယ်လို့များလက်ချက်နှစ်ပွဲစလုံးနိုင်ခဲ့မယ်ဟေ့ဆိုရင် ဆယ်မှတ်တောင်ဖြစ်သွားမှာဆယ်မှတ်တောင်ဖြစ်သွားမှာပေါ့နော်သူကရှစ်မှတ်နဲ့အုပ်စုဒုတိယကိုရောက်သွားမှာပေါ့နော်အဲ့လိုအနေထားမျိုးဆိုတော့ဟိုဟန်တာရီအတွက်ကနိုင်ထားရယ်ဆိုရင်တော့မှပဲအရန်စိတ်ချလို့မရဘူးအုပ်စုဒုတိယအများရောက်သွားမလားဆိုတဲ့အနေထားရှိတယ်ပေါ့နော်ငယ်လို့မနိုင်ဘူးတရေတို့အရှုံးတို့ဆိုရင်တော့တော်တော်လေးကိုခက်ခဲသွားမှာလို့ကျွန်တော်အနေနဲ့ထင်တယ်ပေါ့နော်အဲ့တော့ဟန်တာရီရဲ့ဟန်တာရီတင်းက အဲအောင်မြတ်သူဒဏ်ရာအကြောင်းမပါနိုင်တဲ့အချိန်မှာစောစောထိုက်လေးရောက်လာတာတော်တော်လေးသူတို့အတွက်အသက်ရှူချောင်းတယ်လို့ပဲပြောလို့ရပါတော့နော်အဲဘလို့ပဲဖြစ်ဖြစ်နှစ်သိန်းစလုံးကအုပ်စုတက်ဖို့အတွက်အချိန်နဲ့စူးစမ်းကြမှာဖြစ်တဲ့အတွက်ဆောင်းနာကျွန်တော်ဟိုအဖွင့်မှာပြောသလိုပါနော်အုပ်စုစီကဘယ်သိန်းအုပ်စုတက်မယ်လို့အခုထိမပြောနိုင်သေးဘူးအဲ့တော့ဒီပွဲစဉ်ကလည်းအောက်ဆုံးကျွန်တော်တို့ ဒီပွဲစဉ်ပြီးတော့မှပဲဘယ်တင်ရတော့ချင်းနေကောင်းပါပြီဘယ်တင်ရတော့ချင်းနေမကောင်းဆိုတော့ပြောပြနိုင်မယ့်အနေအထားမျိုးဖြစ်နေတော့ဗောအဲ့တော့တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်ဂရုစီရဲ့အုပ်စုပွဲစဉ်တွေကတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်ကိုင်းနေကိုလာရောက် RPG ရှိဖို့လည်းဖိတ်ခေါ်ပါတော့ဟုတ်ကဲ့ခင်ဗျာ